အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကိုကိုကိုတကယ်ချစ်ရင်မလုပ်သင့်တဲ့အရာ၅မျိုးကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်အထူးသဖြင့်အောက်မှာဖော်ပြထားတဲ့အရာတွေကိုလိုက်မလုံးမိဖို့လိုအပ်ပါတယ်နံပါတ်၁ရဲ့စိတ်ခံစားချက်တွေကိုလစ်လူရှုခြင်းဘဝမှာကိုခံစားနေရတဲ့ဝမ်းနည်းမှုပူပန်မှုနဲ့ဒေါသတွေကိုဖိထားတာသို့မဟုတ်မကြာခဏရှုပ်ပေးထားတာမျိုးတွေကိုမလုပ်ပါနဲ့ စိတ်ဖိစီးမှုတွေများနေရင် ကိုချစ်ရတဲ့သူတယောက်ယောက်ကိုဖွင့်ပြောတာမျိုးစာရေးတာမျိုးနဲ့အနားယူတာမျိုးတွေကိုပြုလုပ်ဖို့လိုအပ်ပါတယ်။နံပါတ်1အိပ်ရေးပြက်ခြင်းတာမန်လူတယောက်ကတနေ့ကိုပုံမှန်အားဖြင့်9နှစ်နာရီသို့မဟုတ်10နာရီလောက်အိပ်ဆက်ဖို့လိုအပ်ပါတယ်ဒါကြောင့် ကိုကိုကိုတကယ်ချစ်တယ်ဆိုရင်ညဖက်တွေမှာအချိန်ကြာကြီးဖုံးသုံးတာမျိုးဂိမ်းဆော့တာမျိုးကိုရှောင်ရှားဖို့လိုအပ်ပါတယ်နံပါတ်3အခြားသူတွေရဲ့အမြင်နဲ့ကိုတံမှုကိုတိုင်းနာခြင်း လောကမှာလူတွေကငါ့ကိုဘယ်လိုမြင်လဲဆိုတဲ့အတွေးတွေနဲ့ကိုယ်စိတ်ကိုညှဉ်းပန်းတာမျိုးတွေကိုအထူးရှောင်ဖို့လိုအပ်ပါတယ်။တကယ်တော့ကိုယ့်ရဲ့တန်ဖိုးဟာအခြားသူတွေရဲ့ထင်မြင်ချက်ထက်ကိုယ်ဘယ်လိုခံစားနေရတယ်လဲဆိုတာကပိုအရေးကြီးပါတယ်။နံပါတ်၄အစိတ်တင့်နေတဲ့ဆက်ဆံရေးထဲမှာဆက်နေခြင်းကိုယ့်ကိုအပြစ်တင်တာကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာသို့မဟုတ်ရုပ်ပိုင်းဆိုင်ရာကိုထိခိုက်အောင်လုပ်တဲ့သူတွေနဲ့ဆက်ပြီးနေထိုင်ခြင်းက ကိုယ့်ကိုယ်ကိုမချစ်သေးတဲ့လက္ခဏာကိုပြသနေခြင်းပဲဖြစ်ပါတယ်။ ဖြစ်နိုင်ရင်အကာအကွယ်ယူပြီးအဆိုးရွားဆုံးအခြေအနေကနေထွက်ခွာဖို့လိုအပ်ပါတယ်။နံပါတ်၅ကိုကိုကိုအပြစ်တင်ခြင်းဘဝမှာကိုတခါအမှားလုပ်မိတိုင်းငါမလုပ်သင့်ဘူးငါကအယဉ်ညံ့နေဆိုပြီးကိုကိုကိုစူပူဝေဖန်တာကိုရှောင်ဖို့လိုအပ်ပါတယ်။လူတိုင်းလူတိုင်းကအမှားနဲ့မကင်းပါဘူးအရေးကြီးတာက အမှားကနေသင်ကန်းစာယူပြီးရှေ့ဆက်တတ်ဖို့ပဲလိုပါတယ်။တကယ်တော့ဘဝမှာကိုကိုကိုချစ်တာဟာအခြားသူတွေကိုချစ်နိုင်ဖို့အတွက်ပထမဆုံးသောအဆင့်တစ်ဆင့်ပဲဖြစ်ပါတယ် အခုဆိုရင်ဘဝမှာကိုကိုကိုချစ်ရင်မလုံတဲ့အရာတွေကိုနားလဲကြမယ်လို့ထင်ပါတယ်အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်